းခင်းပြီးတော့ဒီမီရှူးတွေကြည့်ပြီးပြည့်ရိုက် feeling ကိုကြိုက်တာပေါ့အဲ့နဲ့ခုပြန်ရောက်တော့လေအော်သူတို့လည်းကိုရင်းနဲ့ချက်တူပါပဲဆိုတော့ခံစားချက်မျိုးရတယ်ပေါ့ဟုတ်တောင်ကြီးရောက်နေတဲ့အစနည်းနည်းတောင်ကြီးတက်ပြီးတော့နော်ဝဲကြဖူးစာရှင်စုံမယ်ဒီနေ့တော့ရှားလိုက်မယ်လေဖူးစာရှင်စုံဖွဲ့မလားဟမ်ဘလို့ဘလို့ပျော့ပါလေဒါဒီလိုလား ရှိခဲ့ဘူးပဲမတရားတွေကအများကြီးပါပဲအဲတခါမှမမြင်ဘူးတဲ့သူတွေလာကျဲသူတွေအတွက်တော့အများအားနာရပါတော့ကိုကကိုရဲ့အိမ်လိုပဲပေါ့နော်ကိုအိမ်လာလဲတဲ့ဧည့်သည်အတွက်ကိုအများအားနာမိရဲ့အဲ့လိုတော့ခံစားရပါတယ်ဟုတ်ကဲ့ဂျေရီဆောင်ယူမောင်းနေ င်ကြီးတောင်ပိုင်းပွဲဆိုတာကပေါင်ကြီးတောင်ကြီးသားတွေအကြောပါကအပြည့်တန်ကိုတက်မိုးထားရတဲ့ရိုးရပွဲတော့ပေါ့နော်ပြောရမယ်ဆိုတော့ဒီလိုမျိုးပွဲတော်ရက်မှာပဲမြို့ပြမောင်မားတွေဆိုလည်းပြန်ပြီးစုံပြစ်တယ်ပေါ့နော်တစ်ခါတစ်ခါစုံဖို့တကယ်တော့အရန်ခတ်ပါတယ်အဲဒီနေ့ကတော့ပေါင်ကြီးတောင်ပိုင်းကချင်းသားတာထက်ကိုလာလေတဲ့သူတွေအရန်များတယ်ပေါ့အဲ့လိုပဲရာသီဥတုအခြေအနေကြောင့်မလို့မကြည့်လိုက်ရတဲ့အခြေအနေလေးလည်းရှိတယ်ပေါ့တော်တော်တော့ဒီမှာရိုက်ကူကြီးနဲ့လည်းရှိနေတယ်ကိုကိုရိုင်းကလည်းတောင်ကြီးသူဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုနေရပျော်နေရပေါ့နော်အဲ့လိုဖြစ်နေ ပြောပါမြန်မာတောင်ကြီးကိုလာနေရရင်ပြောပါတောင်ကြီးအကြောင်းပြောရရင်ပြောတယ်အဲမြန်တို့ရှမ်းပြည်ကိုမြန်မာ promote လုပ်ရရင်အလိုလိုနင်းပြောတော့အခုမြန်တို့အမောင်နှမတွေစုံနေဒီရှမ်းပြည်သားတွေပေါ့နော်ကိုဆိုင်စီနော်ပေါ်မြန်ပြောကိုဆိုင်တို့အကုန်လုံးဒီရှမ်းပြည်အကူအတူ vast ကြီးနဲ့ဒီတောင်ကြီးပစောင်းတိုင်းမှာလာပြီးရရရအတွက်အရန်ကိုအတိုင်းမသိခိုင်းထက်ကိုပို့ပြီးရပြောတယ်အာမောင်နှမရေလည်းနော်တခါမှမစုံဘူးတဲ့အတွက်ဆက်လေးစုံရတာဆိုတော့လေရင်ခုန်ပါလေဟုတ်ကိုဆိုင်စီအောင်ဆိုလို့ဟုတ်ပါတယ်ရှိတယ် မတရားတော့အဲ့ဒီကျွန်တော်တို့ဟောပေါ့ဒီဒီကုန်းကွင်းထဲမှာလေအဲ့လိုပဲကားအောင်မှာမိုးခိုရင်စောင့်ရင်းနဲ့ကျွန်တော်ကတညလုံးစောင့်ကြမင်းညလည်းစောင့်နေပေါ့နော်ကျွန်တော်ဆိုစောင့်တာ3ရက်ရှိပြီတင်ပါတယ်ကျွန်တော်ကျော်4ရက်ပေါ့ဒီနေ့လည်းစောင့်အောင်မယ်ပေါ့နော်ဒီဘုံမြင်ပြီးမှပဲကြွားပြန်မယ်အဲ့လိုစဉ်းစားဆွဲကောင်းတယ်ဗောတာဟုတ်တယ်ဒါတော့ဘောရုမမဟုတ်ဘူးကွင်းထဲမှာလာကြည့်ရပြိတ်သက်တယ်ဘောရုကအများကြီးဆွဲကောင်းတယ်เนาะဆွဲကောင်းတယ်ဆွဲကောင်းတယ်ရောက်နေပြီ ဆာလာအိတ်လုံးလုံးငငယ်တော့လည်းအဲ့လိုပဲဆာလာအိတ်လေးခင်းပြီးတော့ဒီမီရှူးလေးကြည့်ပြီးထွက်ပြေးရ feeling ကိုကြိုက်တာပေါ့အဲ့နဲ့ခုပြန်ရောက်တော့လည်းအော်သူတို့လည်းကိုရင်းနဲ့ချက်တူပါပဲဆိုတဲ့ခံစားချက်မျိုးရတယ်ပေါ့ဟုတ်ဒီကောင်ကပြန်ပေါ်ကြည့်ရအောင်။အလုံးချစ်ကြီးရင်းကြီးကြအဖြစ်အဖြစ်ကလုံးဝမရှိဘဲအပြည့်နာစာလုံးဝမရှိဘဲနဲ့ဆောင်ရွက်နိုင်ကြရလဲ။ ပါဘူးငယ်တော့လိုပဲတောင်ကြီးရောက်လီတဲအစနည်းနည်းတောင်ကြီးတက်ပြီးပွဲသွားနော်ပွဲကြမြက်ကဘယ်လိုရှိလဲအဲ့လိုကြောင်းနေသွားလားခက်တယ်မပြောင်းလဲမြက်ကစကားပြောရလဲအရင်လိုပဲဝဲတော့မယ်ရန်ကုန်ရောက်နေပြီမယ်လဲတော်တော်များများလဲပြောကြရဲပြီးတော့ဟိုဒီတောင်ကြီးတစ်ဆောင်နိုင်လဲရတဲ့ feeling ကလဲငငယ်တော့ကလဲတဲ့ feeling အတိုင်းပဲအောက်မှာဝုန်းဝိုင်းပြေးမယ်အဲ့လိုလေလာရပြောင်းပြန်ပြေးမယ်အဲ့လိုမျိုးနော်ပျော်တယ်နော်ဘာဖြစ်မိဘုံပြန်အဲ့လိုရှမ်းအိုးစီဘုံမောင်းတန်ကြားရဲ့အဲ့လိုလိုနေစိတ်တရားနဲ့အရင်ပျော်တာ ပူဇော်ရှင်စုံမယ်ဒီနေ့တော့ရှာလိုက်မယ်လေလောစေတော့အမုန်းနမင်းကိုပြောချင်တာမိုးပြော်ပါနဲ့လို့ကျွန်တော်ပွဲလဲပတ်လို့မရအောင်ဖြစ်နေလေဝိဒါလူလည်းဟောပေါ့အကြည့်စေချင်တာပေါ့နော်မိဘုံတမားတွေလည်းကျွန်တော်လွတ်စေချင်တာပေါ့မိဘုံလွတ်ပြီးမှပဲကျွန်တော်စဉ်းစားမယ်လို့အနောက်ဘက်လူဆုံးရပြလားဟုတ်လားส่งควบล่ะฮะบลูบลูเปาะบาเลยนะ ရှိခဲ့ဘူးလေ။အမေတရားတွေကအများကြီးပါပဲ။တောင်ကြီးတောင်ပိုင်းဆိုတော့မတို့ဒါအကြောင်းတက်တဲ့အချိန်ကလေးကလေဖွင့်ပွဲဆိုလို့ရှိရင်တော့ pro ငယ်ငယ်တော့မီးဘုံအကကြီးကရတာ။အဲ့လိုအချိန်ဆိုလို့ရှိရင်เจ้ามาลิสาไม่ตื่นอ่ะเนาะซึ่งแต่เฉยสออากาศก็จริงอ่ะวะเนาะพี่รู้เฉยดาผุมวยเป็ดปวยมาสุมีบ้องนี่เนี่ยกะดีคู่นิดเดียวก็ไม่ရှိတော့อูล่ะရှိดิล่ะရှိแหละเนี่ยเจ้าก็ถั่วไม่ถั่วတော့ตีทาတော့ไม่ตีเดี๋ยวมีเหยรอว่าจอเจ้าก็ไอ้เจ้าม้านี่ถั่วไปแล้วก็ย่าวะเนาะครับ ရန်အားနာပေါ့နော်တကယ်ကိုပြင်ဆင်ပြီးတော့မှဟိုငွေကြေးကုန်ကြထန့်ပြီးတော့အချိန်ပေးပြီးတော့မှဒီမြတ်တို့ရဲ့ဒီရှမ်းပြည်နယ်အနှစ်သာရဖြစ်တဲ့အတောင်ကြီးကောင်နိုင်မြေပုံးပြန်ပွဲကိုဓာပြီးတော့ကြည့်ပြီးတော့မှဟိုမကြည့်ပဲပြန်လာရတဲ့အတွက်ကြောင့်မြတ်တို့ဆိုလို့ရှိရင်လည်းအခုဒီရိုက်မယ်ကြံထားတော့တရက်ပဲရရတယ်၃ရက်လောက်ကစောင့်နေရဆိုတို့လည်းအဲ့လိုမျိုးဖြစ်မှာပဲကိုရီးယားမျိုးခံမလို့ပြဿနာမရှိပြင်မဲ့အဲတခါမှမမြင်ဘူးတဲ့သူတွေလာကြည့်တဲ့သူတွေအတွက်တော့ အများအားနာရယ်ပေါ့နော်ကိုကကိုရဲ့အိမ်လိုပဲပေါ့နော်ကိုအိမ်လာလဲတဲ့ဧည့်သည်အတွက်ကိုအများအားနာမိရယ်အဲ့လိုတော့ခံစားရပါတယ်ဟုတ်ကဲ့ကိုရောကျွန်တော်လည်းဟုတ်တယ်မနေ့စာအုပ်တင်ညတော့အကွင်းထဲကြီးကိုမြေပုံကြီးနားထိရောက်သွားပြီတော်တော်လေးချိန်နေကောင်ထောင်ခံတိကြတော့မှလဲလိုက်ထောင်လိုက်ကြိုးစားရယ်ပေါ့နော်အဲ့ဒါမြင်တော့ကျွန်တော်လည်းဝိုင်းစုတောင်းကြတာပေါ့လေအနေနဲ့ဗါလေး အဲနောက်နှစ်တင်ပါလဲအဲဈေးမလျှော့ပဲနဲ့ပေါ့တောင်ကြီးလူတောင်ကြီးသားတွေနဲ့တူတူလာပြီးတော့ဒီပွဲလို့ enjoy လုပ်ဖို့အတွက်တော့ပေါ့တော့ထပ်ဖိတ်ခေါ်ချင်ပါတယ်ဟုတ်လားပြီးရင်တော့လောကဟိုပြောနောက်နှမြစီရအောင်ဟုတ်တယ်အဲ့တော့အမှန်ပဲမဆက်ပါဘူးမဆုံးခ Somewhere, somewhere, somewhere.